လာမမင်္ဂလာပါ view စီတဲ့ဌာနအနေနဲ့ကျဆိုပါရစေ။ကျမကတော့ snow ပါ။ဒီကနေ့ဂျွန်လာ17ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ယင်းညနာဆင်ရမယ့်သတင်းတွေကတော့စကိုင်းတိုင်းကလေးမျိုးကနေဆယ်အားလုံးရင်ဖြစ်ချင်းတောင်ဘက်ကိုတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကြောင့်ကလေးတိုင်းရင်တိတိုင်လန်ကိုပိတ်ထားရလို့တိတိုင်မျိုးမှာကုံစေးနှုံးတွေအစမတန်မြင့်တက်လာတယ်လို့ဒေသခံတွေကပြောပါရစေ။ မြောက်ပိုင်းမဟာမိတ်တုံဖွဲ့ရဲ့တစ်တုံများနှစ်ခွန်းစစ်စင်ရေးကာလကစပြီးတမမှုမကြခဏပြောင်းနေတဲ့တမကိုကိုရဲ့လက်ရှိ တမမှုပုံမှုချုပ်တင်မောင်ကျော်ကိုစစ်ကောင်စီကဖမ်းဆီးလိုက်ပြီးနောက်သူ့နေရာကိုဟာခစစ်ပြူဟာမှုပုံမှုကြီးစွန်းဝင်းထွန်းကိုအစာထိုးခံလိုက်တယ်လို့သိရပါတယ် အရေးပါတဲ့နိုင်ငံကောင်ဆောင်တွေကိုအချင်းချထားပြီးနိုင်ငံရေးအကျဉ်းသား2000ကျော်ရှိနေတဲ့အချိန်စစ်ကောင်စီကကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲကိုမြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ကမေခွန်းထုတ်လိုက်တဲ့သတင်းနဲ့အတူအခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေတင်ဆက်ပေးဖို့ရှိပါတယ်။စကိုင်းတန်းကလေးမျိုးကနေဆင်ရအလုံးရင်ဖြစ်ချင်းတောင်ဘကူတက်လာတဲ့စစ်ကောင်းစီစစ်ကြောင်းကြောင့်ကလေးတိုင်းရင်တည်တဲ့လန်ကိုပိတ်ထားရလို့ ဒီနေ့မျိုးမှာကုန်စည်နှုန်းတွေအစမတန်မြင့်တက်လာတယ်လို့ဒေတာခန့်တွေကပြောပါတယ်။မေလ18ရက်နေ့ကစလို့ကလေးမျိုးကနေချင်းတောင်ကိုတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကြောင့်ကလေးတိုင်းငင်တည်တဲ့ကာလမကြီးကိုစစ်ရဲချင်းရဲ့နေကြောင်းမေလ20ရက်နေ့ကစပြီး CTF CDM စီရင်ကအကန့်တမရှိပိတ်ထားခဲ့တာဖြစ်ပါတယ်။ကလေးမျိုးကနေတိရိမျိုးဘက်ကိုကုံကားအဝင်မရှိတာကြောင့်ရခင်ကစံတအိတ်သသိန်း3000ကျပ်ဟာ 38000ခန့်အထိမြင့်တက်သွားပြီးကျဥ်တလုံး900ခန့်နဲ့800ချက်အထိမြင့်တက်သွားတယ်လို့ဒီရင်ဒေတာခန့်တွေကပြောပါတယ်။ကွန်ကားရီမူဝင်တော့လာကြောင်းဒေါ်လာကနေပတ်ပြီးကားငယ်တွေဆိုင်ကယ်တွေနဲ့တဲရတာဖြစ်လို့အခြေခံစားတောက်ကုန်တွေတာမကကုန်ပစ္စည်းမျိုးစုံစည်းတက်နေတာ၃ပတ်လောက်ရှိပြီလို့ဆိုပါတယ်။ဒါကြောင့်မြို့ကန်တွေစောင့်ဝင်နေရချက်တဲလာကြပြီးဒီအတိုင်းလန်ဆက်ပိတ်နေမှဆိုရင်လာမယ့်ရက်တွေတဲကုန်ပစ္စည်းပြက်လက်နိုင်တယ်လို့ဆိုပါတယ်။ ချင်းတောင်ကိုခြိတက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့နဲ့ချင်းတောင်လည်းပူပေါင်းတပ်ဖွဲ့တွေဟာမေလ22ရက်နေ့ကစပြီးမွယ်ပီချေရွာအနီးမှာတိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။တိုက်ပွဲကြောင့်အနီးအနားချေရွာကပြည်သူတထောင်ကျော်ဟာလည်းဘေးလွတ်ရာကိုထွက်ပြေးတင်ဆောင်နေကြဆဲဖြစ်ပါတယ်။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့တစ်တုံညာနှစ်ခွန်းစစ်စင်ရေးကာလကစပြီးတမမှုမကြာခဏပြောင်းနေတဲ့တမကိုကိုရဲ့လက်ရှိတမမှုပုံမှုချုပ်တမောင်ကျော်ကိုစစ်ကောင်စီကဖမ်းဆီးလိုက်ပြီးနောက်သူ့နေရာကိုဟာခါစစ်ပြူဟာမှုပုံမှုကြီးစုံဝင်ထွန်းကိုအစာထုတ်ခံရလိုက်တယ်လို့သိရပါတယ် ချင်းပြည်ဟာကမြို့အခြေဆိုင်စစ်ပြူဟာမူဘုံမှုကြီးစုံဝင်ထွန်းကိုမန္တလေးတိုင်းမိတ်တီလာမြို့အခြေဆိုင်အမှတ်ကိုကိုချင်းမြန်တမဌာနရဲ့တမမှုအဖြစ်စစ်ကောင်စီကပြောင်းရွှေ့ခံအပ်လိုက်တာလို့ CDM ပုံကြီးစင်ရောကပြောပါတယ်။တမကိုကိုရဲ့တမမှုဖြစ်တဲ့ဘုံမှုချုပ်တမောင်ကျော်ဟာအရခတ်တက်တော်ရေးထံခိုလုံပြီးစစ်ကောင်စီကိုပုံကမ်းမဆူတဲ့သတင်းတွေထပ်ပေါ်ခဲ့တာကြောင့်မေလာကွန်ပိုင်ကစစ်ကောင်စီကဖမ်းဆီးပြီးရထူးရွတ်သိမ်းခဲ့တာလို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ လက်ရှိမှာတော့ဟာခချေချစစ်ပြူဟာမူနီယာအတွက်ဘယ်သူကိုခံအမလဲဆိုတာမသိရသေးပေမဲ့စစ်ကောင်စီအနေဖြင့်ချက်ချင်းခံလာနိုင်တယ်လို့ပူကြီးစင်ရောကသုံးသပ်ပါတယ်။တမကူကူဟာရခိုင်မကွေးနဲ့ဘကူတိုင်းဆက်ဆက်ဒေသတွေမှာစစ်စင်ရေးပေါ်ဆောင်နေတဲ့အဖွဲ့ဖြစ်ပြီးတက်တုံညာနှစ်ခွန်းစစ်စင်ရေးကာလကနဲ့လက်ရှိအချိန်ထိတနှစ်ခွဲခန့်အတွင်းမှာစစ်ရေးရှုံးနိမ့်မှုတွေကြောင့်တမကူကူတမမှုငါးဦးအထိစစ်ကောင်စီကအပြောင်းအလဲပြုလုပ်ထားပြီးဖြစ်ပါတယ်။ မကွေးတိုင်းကဖဲမြို့နယ်နက်ရီကန်လေးချောင်းရံကကွေရီတက်စခန်းကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားပြည်သူစစ်သုံးဦးကိုလက်နက်နဲ့အတူဖမ်းဆီးရမိထားကြောင်း CTF အရှုကထုတ်ပြန်ပါတယ်။နက်ရီကန်လေးချောင်းရံကကွေရီတက်စခန်းမှာရှေ့တန်းကကင်တောင်ဝန်ထမ်းဆောင်နေစဉ်ထွက်ပြေးလာသောစစ်ကောင်စီတပ်သားသုံးဦးကိုဂျွန်လာလေးရနေ့ကဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။ MA တနက်အမျိုးသားသုံးလက်နဲ့ခရင်တချို့ကလည်း သိမ်းဆည်းရမိကြောင်း CTF အရှုကဆိုပါတယ်။နရေကန်လေချောင်းရံကကွေရီတက်စခန်မှာတဝင်ထမ်းဆောင်နေကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ချိန်ဆက်ဆက်သွယ်ပြီးအမြန်ဆုံးလင်းဝင်ပူးပေါင်းကြဖို့ချင်းကကွေရီတပ်ဖွဲ့ CTF အရှုကတိုက်တွန်းထားပါတယ်။ မွေးရသည့်ကာလအတွင်းကာလမကြီးများပျက်စီးခြင်းမှကကွယ်နိုင်ရန်အတွက်ခေါင္ရမ်ဒေတာကလက်မကြီးတွေမှာယဉ်ကျေးများဖြတ်သန်းသွားလာကွယ်ပိတ်ပင်ထားတယ်လို့ခေါင္ရမ်ဒေတန္တရအစိုးရပြည်သူ့လုပ်ငန်းဌာန PWD ကထုတ်ပြန်ပါတယ် ချင်းပြည်ဝန်ဂရမ်ဒေတာမှာဒေသန္တရအစိုးရလုပ်ငန်းဖော်ဆောင်နေတဲ့ဝန်ဂရမ် People's Organization HPO ရဲ့အစည်းအဝေးဆုံးဖြတ်ချက်မှတ်စဉ်9အရာဝန်ဂရမ်ဒေတာအတွင်းရှိအဓိကလမ်းမကြီးတွေမှာဇွန်လ15ရက်ကနေအောက်တိုဘာလ31ရက်နေ့အထိ6ပိန်အရှိ7ပိန်နဲ့အထက်ရင်းများဖြတ်တန်းခြင်းလုံးဝမပြုကြရန်ဇွန်လ10ရက်နေ့ကထုတ်ပြန်ပါတယ်ခုလိုထုတ်ပြန်တာဟာမိုးရသည့်အတွင်းလမ်းပုံမှုပျက်စီးခြင်းကနေကကွယ်နိုင်ရင် လမ်းအသုံးပြုတဲ့ပြည်သူတွေပုံမချောမွေ့စွာသွာလာနိုင်ရေးအတွက်ဖြစ်ပြီးလေးစားလိုက်နာခြင်းမရှိပါကထီရောက်စွာ ရေးယူမယ်လို့ဟွမ်ဂိုရမ်ဒီတန္တရာအစိုးရပြည်သူ့လုပ်ငန်းဌာန PWD ကထုတ်ပြန်ထားပါတယ်ဟွန်ဂိုရမ်ဒေသရဲ့အကြီးဆုံးသောမြို့ကြီးဖြစ်တဲ့ Recorder မြို့ဟာအိန္ဒိယမြန်မာအမှတ်နှစ်နယ်ဆက်ကုန်သွယ်ရေးစခန်းတရှိမြို့ဖြစ်ပြီးမြန်မာနိုင်ငံကနေအိန္ဒိယဘက်ကိုကုန်ပစ္စည်းတင်သွင်းရမှာအ धिक အသုံးပြုနေတဲ့လမ်းကြောင်းဖြစ်ပါတယ်။ မဇော်ရမ်ပြည်နယ်လုံးတောင်ခရိုင်မှာမောဆမပြတ်ရွာသွန်းပြီးရေကြီးမှုကြောင့်ရေပိဒုက္ခကြုံတွေ့နေရတဲ့ဘလဝစစ်ပေရှောင်ပြည်သူတွေကိုဘလဝကောင်ဆယ်ကဆန်830ပေါင်ဝင်အခြေခံစားနပ်ရိက္ခာတွေထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မေလ31ရက်နေ့ကမိုးမြပြီးကလတန်မြေရေကြီးမှုကြောင့်လုံးတောင်ခရိုင်တဲကဘလဝစစ်ပေရှောင်တွေနေထိုင်တဲ့ကာကီတွေ့တန်းနဲ့လောင်မစုကြီးရွာကစစ်ပေရှောင်စခန်းတရာကျော်ရေနစ်မြုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီစစ်ဆောင်စခန်း၃ခုမှာအင်ချေ480ကျော်ရှိပြီးလူဦးရေ2200ကျော်နေထိုင်ကြပြီးအဲ့ဒီထက်ကအင်ချေ140ကျော်နဲ့လူဦးရေ900ကျော်ကရေဘေးသင်ခဲ့ကြရတာဖြစ်ပါတယ်။ဘလော့ IDPS and Humanitarian Supporting အဖွဲ့ထုတ်ပြန်ချက်အရရေဘေးကြောင့်စစ်ပေးဆောင်အင်ချေ90လုံးလုံးဝပျက်စီးခဲ့တယ်လို့အင်တာ112လုံးလည်းပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ကနအိုးရရှိထားတဲ့လူငွေတွေနဲ့အတူဘလော့ကောင်ဆယ် လူသားစာနာကူညီရေးဌာနကဂျွန်းလ9ရက်နေ့ရှေ့ရနေ့တွေမှာဆန်စီစာပဲအလူတို့ကိုတွားရောက်ထောက်ပံ့ပေးခဲ့ရလို့ဆိုပါတယ်။အရေးပေးကြောင်ပြစီသွားတဲ့စစ်ပေးဆောင်နေအိမ်များပြန်လည်တည်ဆောက်ဖို့အကူအညီတွေလိုအပ်နေပြီးအင်တလုံးအတွက်ရူပီငွေ2000ကနဲ့2000ခွဲအထိလိုအပ်ပြီးအင်တာတလုံးအတွက်ရူပီငွေ3000ဝန်းကျင်လိုအပ်တယ်လို့သိရပါတယ်။ အရေးပါတဲ့နိုင်ငံကောင်ဆောင်တွေကိုကျင်းချထားပြီးနိုင်ငံရဲ့ကျင်းသား၂၀၀၀ကျော်ရှိနေတဲ့အချိန်စစ်ကောင်စီကကျင်းပမယ်ရွေးကောက်ပွဲမှာအလုံးပါဝင်နိုင်ရည်ဆိုတာဘလို့ရှိနိုင်မလဲဆိုပြီးမြန်မာနိုင်ငံဆိုင်ရာကုလအထူးကိုယ်စားလှယ်ကမေးခွန်းထုတ်လိုက်ပါတယ်။မြန်မာနိုင်ငံဆိုင်ရာကုလအထူးကိုယ်စားလှယ် Miss Julie Bishop ကဂျွန်လာကိုရဲ့ကပြုလုပ်တဲ့ကုလသမဂ္ဂအထွေထွေညီလာခံရဲ့အလွတ်တဘောဆွေးနွေးပွဲမှာခုလိုမေးခွန်းထုတ်လိုက်တာဖြစ်ပါတယ်။ဒါကြောင့်နိုင်ငံတော်အတိုင်းပင်ခံ ပုဂ္ဂိုလ်တွန်ဆန်စုကြည်နဲ့ သမရဦးဝင်းမြင့်အပောင်ဝင်နိုင်ငံရေးအချင်းသားတွေကိုပြန်လွှတ်ပေးဖို့ကိုသူကတိုက်တွန်းခဲ့ပါတယ်လေနစ်ချောချာအာနာတင်ကြတဲ့မြန်မာစစ်တပ်ရဲ့ဗျူဟာကိုမိခွန်းထုတ်လို့ရလို့ Miss Julie ကထည့်သွင်းပြောဆိုခဲ့တယ်လို့မြန်မာမှာအရင်ကမကြုံခဲ့ရဘူးတဲ့တိုင်းပြည်ပြိုကွဲမှုအခြေအနေနဲ့ကြုံတွေ့နေရပြီလို့လဲသူကထောက်ပြပါဗျာ ဗပောင်းဆောင်ကဆက်အနိုင်တည်ရည်ချင်းကမှုနဲ့ဆက်သွားနေပြီးအကြံဖန်မှုတွေကိုမရက်တတ်နိုင်ဘူးဆိုရင်ကိုကိုကို ဖြစ်စီတဲ့အခြေဆိုင်နိုင်တယ်လို့ Miss Julie ကသတိပေးထားပါတယ်။မြမပဏိပကဟာဒေတာတွင်တည်ရောက်မှုမကြီးထွားလာအောင်လဲအာဆီယံနဲ့နီနီကက်ကက်ပူပေါင်းဆောင်ရွက်နေတယ်လို့သူကထည့်ပြောပါတယ်။ ရွေးကောက်ပွဲမဲမတမမှုရှိတဲ့ဆိုတဲ့အကြောင်းပြချက်နဲ့အာဏာသိမ်းထားတဲ့စစ်ကောင်စီဟာယခုနှစ်ကုန်ပိုင်းဒီဇင်ဘာလဒုတိယပတ်ကနေ2026ခုနှစ်ဇန်နဝါရီလအထိရွေးကောက်ပွဲကျင်းပမယ်လို့စီစဉ်ထားတာဖြစ်ပါတယ်။ VOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။